မင်္ဂလာပါရှင် Wisdom Way Channel မှာကြိုဆိုပါရရှင်ကျမတို့တွေဟာလူသားရဲ့လို့ဖြစ်လာရင်အခက်ခဲတွေရှုံးနေမှုတွေကြုံရတတ်ပါတယ်အဲ့လိုအချိန်တွေမှာလူများစုဟာလက်လျှော့ကြပါတယ်ကျမလည်းအပါဝင်ပါဆရာမရှိရင်သူစိတ်ကြတဲ့ဖတ်ဖို့စာအုပ်ကိုဖတ်ပြီးတဲ့နောက်ကျမတွေးတွေပြောင်းလဲသွားပါတယ် က်တဲ့ကဘယ်တော့မှနောက်ပြန်လဲနဲ့ဆိုတဲ့ခံကိုစာဖတ်သူမိတ်ဆွေများကိုပြန်ပြီးမျှဝေခြင်းပါတယ်ရှင်။ဘယ်တော့မှနောက်ပြန်လဲပါနဲ့။ကျွန်တော်ကလမ်းလျှောက်နေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ကျွန်တော်ဘယ်တော့မှနောက်ကျောင်းပြန်မလဲခဲ့ဘူး။အိဗရာဟင်လင်းကွင်းဝေရှားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းသမားရေမျက်လုံးပြူလောက်အောင်အတီးရွက်တွေဝေထားလိုက်တယ်။ မနက်တိုင်းပြေးဖို့ဖနက်ကလေးတစုံဝယ်လိုက်တယ်။မနက်ထဖို့နာရီကိုအလန်းပေးလိုက်တယ်။ဒီလောက်စိတ်သက်တက်ကြွတဲ့အချိန်မျိုးမရှိဘူးဘူး။ပထမတည့်ရက်စပြေးတယ်။နှစ်ရက်သုံးရက်ဝိတ်ကတိတိတတကြမလာဘူး။တလရောက်လာတယ်။ဝိတ်ကလည်းကြမလာဘူး။စိတ်သက်တည်းကြလာတယ်။အိယာကသိမ်မထချင်တော့ဘူး။နောက်နေ့အိယာထနောက်ကြလာတယ်။နောက်တော့လုံးဝကိုလေ့ကျင့်ခံမလုပ်ဖြစ်တော့ဘူး။ ဒါကအစ်စ်ကောင်မလေးတယောက်ဖြစ်နေတဲ့ပုံစံ English လို့အရင်ပြောခြင်းနဲ့သူများတွေပိုင်းဆိုင်စွာပြောနေတာကိုကြည်ပြီးအရင်အားကြတယ်။သူတို့လိုတနေ့ဖြစ်ဖို့ဖြစ်ရမယ်။စာကြက်မဲ့ time table ကိုတရားဆွဲလိုက်တယ်။လမ်းဘေးကတွေ့တဲ့ English ကိုချွတ်အုပ်ဝယ်လိုက်တယ်။ dictionary တစ်ထုပ်ပါဝယ်လိုက်သေးတယ်။ပြီးတော့အသုံးဝင်မဲ့အသံဖိုင်တစ်ချို့ဖုန်းထဲမှာ download လုပ်ထားလိုက်တယ်။ပထမညစာကို၃နာရီ၄နာရီလောက်လေ့လာလိုက်တယ်။ အတန်းဖိုင်ကိုညအိတ်ခါကြီးနားထောင်လိုက်သေးတယ်။ဒီလိုနဲ့လေးငါးရက်ကြာလာတဲ့ English TV News ခုကိုမထင်မှတ်ပဲနားထောင်ခွင့်ရလိုက်တယ်။ဒီလုံးမှနားမလဲ။နိုင်ငံခြားသားတယောက်နဲ့တွေ့ရင်သူပြောတာဒီလုံးမှနားမလဲသည်စိတ်ကြကြလာပြန်ပြီ။အရင်ကဆွဲထားတဲ့ time table စာရွက်လေးကိုကိုင်ရင်းစီအိုစီဆော့တာပဲကောင်းပါတယ်။မိမပြန်လေ့လာတာပေါ့။ဒီလိုနဲ့ညံ့ညက်သွားတယ်။ဒီနေ့တော့နားလိုက်ပါအောင်မယ်။ နောက်နေ့ကျမှပြန်လေ့လာတာပေါ့ဒီလိုနဲ့စိတ်အားရော့သွားတယ်ဒုံရင်ဒုံရင်ဒါကမြင်နေကြလူငယ်ရှုရဲ့ပုံစံအချက်ပါဥမာနှစ်ခုလုံးမှာပြောတင်တာကအောင်မြင်ခြင်းနဲ့စိတ်ကအခက်ခဲတွေတဲ့သေးငယ်နေတယ်ဒါကြောင့်အခက်ခဲတွေတွေ့တိုင်းနောက်ပြန်လှည့်ပြီးတယ်နမီကျော်လဝေသမားဆိုတာငငယ်လေးကလေးကသူ့ရဲ့ပုံရိပ်ကိုစင်ပေါ်မှာမြင်အောင်ခဲ့တာပါ နမီကျော်တွေဟာငငယ်ကလေးကမိမိရဲ့ပုံရိပ်ကို စင်ပေါ်မှာမြင်အောင်ကြည့်ခဲ့ကြတာပါ။လင်ကွင်းကငငယ်လေးကလေးကသမ္မတဖြစ်ချင်တယ်လို့ပြောဘူးတယ်။သူ့လိုတစ်သားလုံးအင်လေးတွေကလူငယ်တယောက်ကအဲ့လိုစကားမျိုးပြောတာဘာလို့လဲ။အရန်ကိုယုံကြည်ချက်ပြင်းထန်လို့ယုံကြည်ချက်ကအယယာထက်ကြီးမားနေလို့ပါ။နမီကျော်ဆိုတော့ဘင်းဆေးဆိုတာလေတစ်ချိန်ကဝတ်တုတ်ကြည့်ပါ သူရဲ့ကြိုးစားမှုကြောင့်ဝေလျှော်နိုင်ခဲ့တာပါဘလို့အောင်မြင်တဲ့သူပဲဖြစ်ဖြစ်ရှုံတိုင်းနောက်လည်းပြန်ခဲ့ကြပါ ခုကစပြီးနောက်ပြန်လဲကြီးနော်အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးလည်းတာယာအေးချမ်းသောနေ့ရက်လေးပိုင်ဆိုင်နေကြပါစေရှင်